ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အလဲသို့မဟုတ်အပိတ်ပေါ့နော်နီးနှမျိုးကိုပြန်လည်မြောက်တောင်းမှာဖြစ်ပါတယ်ကျွန်တော်ဒါလေးကတော့နီးနံပါတ်၁ပေါ့နော်ဒါလေးကနီးနံပါတ်၂ဖြစ်ပါတယ်နီးနံပါတ်၁မှာတော့၃လုံးရှိတယ်နီးနံပါတ်၂မှာတော့၄လုံးရှိပြီဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နံပါတ်၂၀ကနေစကြည့်အောင်ပေါ့နော်ဒီ၈ခုလေးတစ်ချိန်ဖြစ်ပါတယ်ဒါကတော့အလဲပေါ့နော်ဒါကအပိတ်ရှိပြီဖြစ်ပါတယ်ဆိုတော့ဒီ၃၅ခုမှာ၉လေးဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ၉တလုံးပေါ့နော် တောင်းညာတဲ့လျှောက်မှာကျတော့ကျွန်တော်ကိုလေးဆိုရအတွက်လှေးသလုံးပေါ့နော်ဒါကြောင့်မို့ကိုရလေးရသည်ရှစ်ကိုလေးဆိုဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီမှာဆိုရင်63ဖြစ်ပါတယ်ပေါ့နော်တိ3ခွန်ထက်က3သလုံးဖြစ်ပါတယ်လေးလျှောက်ရှိတောင်းညာထက်က63ဆိုရအတွက်6သလုံးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့3ရ6ရသည်563ဆိုပြီးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီ68ခွန်တစ်ချိန်မှာကျွန်တော်အလေးအပိတ်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ6သလုံးထားလိုက်မယ်ပေါ့နော် တက်တုံးခွန်မှာဒီလိုကြီးရှစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ခုနှစ်တလုံးဖြစ်ပါတယ်။နေ့လေးရှောက်ရှစ်မှာကြတော့ရှစ်ခွန်ဆိုတဲ့အတွက်ဒီမှာရှစ်တလုံးပေါ့နော်။ဆိုတော့ဒီမှာရှစ်ရခွန်ရတီရှောက်ရှစ်ခွန်ဆိုမျိုးဖြစ်ပါတယ်။ဒီနေ့နေ့ခွန်မှာလည်းကျွန်တော်ဒီဘက်ကနေ့ရဒီဘက်ကခုနှစ်ရပေါ့နော်။နေ့နေ့ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီ388တစ်ကြိမ်မှာကြတော့88ဆိုတဲ့အတွက်ဒီနေလေးရှိတဲ့က8ပေါ့နော်ဒီ8တနက်နေလေးမှာလည်း8ဖြစ်ပါတယ်88ဒီ388ဆိုပြီးဖြစ်ပါတယ် နောက်ထပ်339 9 9မှာကျတော့ကျွန်တော်ဒီ639ထက်က39ဆိုတဲ့အတွက်39တလုံးပေါ့နော်ပြီးရင်9 9တုံးထက်က9ဆိုတဲ့အတွက်ကြောင့်မို့9ဖြစ်ပါတယ်39ရဲ့9ရဲ့ဒီ339ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခု3926ရဲ့3909ရဲ့မှာ39ဆိုတဲ့အတွက်ကျွန်တော်ဒီ9ပေါ့နော်9ဆိုတဲ့အတွက်3926မှာဆိုရင်ဒီတလုံး ၃၅၉၆ထဲက၅နှစ်ဆွဲအတွက်၅သလုံးပေါ့နော်ဆိုတော့နေ့ရ၅ရက်ဒီ၃၅နှစ်ဆွဲဖြစ်ပါရခင်ဗျာဒီ၉၉၃မှာတော့၃၉နှစ်ဆွဲအတွက်၉နှစ်ပေါ့နော်ဆိုတော့ဒီဘက်က၉ဒီဘက်ကနေ့ဒီ၃၉နှစ်ဆွဲဖြစ်ပါတယ်နောက်ထပ်နေ့လေး၆ရက်အာ၃ညာနေ့လေး၆ရက်၈၃ညာ၄ရက်ပေါ့နော်ဒီမှာတော့ကျွန်တော်နေ့လေး၆ဆွဲဖြစ်ပါတယ်ဒီဘက်က၄ရက်ဒီဘက်က၆ရက်ဒီနေ့လေး၆ဆွဲဖြစ်ပါတယ် နောက်ထပ်ကျွန်တော်တို့ဒီ၃နှစ်လေးမှာလည်းဒီဘက်က2ရက်ဒီဘက်က4ရက်ဒီ၃နှစ်လေးဆိုပြီးဖြစ်ပါလေပေါ့နော်ဒီ၈၅နှစ်မှာတော့ကျွန်တော်တို့ဒီ9နှစ်ဆိုတဲ့အတွက်ဒီဘက်က9ရက်ဟိုဘက်က1.3ခွန်မှာ9သလုံးပေါ့နော်ဆိုတော့9 9လုံးပဲအနေနဲ့3 9နှစ်ပဲဖြစ်ပါတယ်ခင်ဗျာဒီ865မှာတော့3 9ရက်1.3ခွန်ရက်မှာကျွန်တော်3 9တူတယ်ပေါ့နော်865ဆိုတဲ့အတွက် ဒီဘက်က9ရဲ့ဒီဘက်ကလည်း9ရဲ့9လုံးပိုင်းအနေနဲ့ဖြစ်ပါတယ်3 9 6တပြင်မှာဒီ6 8နှစ်ရဲ့3 9 9ခု9ခု9တာတိပေါ့နော်ဆိုတော့3 9 6ဆိုတဲ့အတွက်ဒီဘက်က6ရဲ့ဒီဘက်က9ရဲ့ဒီ6 9 3 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်6 4 6မှာကြတော့ဒီဘက်ကလေးပေါ့နော်ဒီဘက်က6ရဲ့၄6ဒီ6 4 6ဆိုပြီးဖြစ်ပါတယ်ဒီ9 8တပြင်မှာတော့ကျွန်တော်တို့ဒီခုနှစ်က အလေပေါ့နော်ဒီရှစ်ကတော့အပိတ်98ဆိုပြီးဖြစ်ပါတယ်ဒီ6 9 6တပင်မှာတော့ဒီ6ကအပိတ်ပေါ့နော်9က6 9 6ဆိုတဲ့အတွက်ဒီဘက်က6 6လုံးပိတ်အနေနဲ့အပိတ်နေရာဖြစ်ပါတယ်သူ့အနေလို့ပေါ့နော်ပြီးရင်6 9 8တပင်မှာကျတော့ကျွန်တော်ဒီနိလေးရှစ်နိလေးရှစ်တူတယ်ပေါ့နော်ဆိုတော့6 9 8ဆိုတဲ့အတွက်6လုံးပိတ်အနေနဲ့အပိတ်နေရာဖြစ်ပါတယ်ခင်ဗျာโอเคဒါလေးကိုကျွန်တော်မိုက်ဆွေများ အထောက်အကူရအောင်ပေါ့နော်ပြန်လေးများတာမှာဖြစ်ပါတယ်ဒီ9ရက်၄ရက်ဒီ6ကိုလေးပေါ့နော်3ရက်6ရက်ဒီ963 9ရက်7ရက်ဒီ68ခွန်9 9ဒီ2နှစ်ခွန်8ဒီ388ပေါ့နော်3ရက်9ရက်ဒီ339 9ရက်5ရက်ဒီ39ရက်9ရက်2ရက်ဒီ39ရက်4ရက်ဒီ39ရက်4ရက်ဒီ39၄ရက်၆ရက်ဒီ၆လေး၆ပေါ့နော်၄ရက်၄ရက်ဒီ၃နှစ်လေး 9နဲ့9နဲ့ဒီ3 9နဲ့9လုံးပဲအနေနဲ့ဖြစ်ပါတယ်ဒီမှာတော့6 9ဆိုတဲ့အတွက်ဒီဖက်က9ရယ်9ရယ်ဒီ9လုံးပဲအနေနဲ့ရှေ့ဆောင်ကဒီမှာလေ6 9ဒီ3 9 6 4ရယ်6ရယ်ဒီ6 4 6ဒီခွန်ရ8ရက်ဒီ9ခွန်8ပေါ့နော်6ရက်6ရက်3ပဲအနေနဲ့69 6အပိတ်နေရဖြစ်ပါတယ်ဒီမှာလေကျွန်တော်8လုံးပဲအနေနဲ့9ခွန်8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคအကြိမ်ကြီးအဖြစ်ဆိုတော့နံပါတ်30နဲ့6ကြိမ်ထိရှိသွားခဲ့ပြီပေါ့နော် ဖေဒါဆိုရင်အရင်ဆုံးနံပါတ်1ကိုရှားပြီးလေ့လာကြအောင်ပေါ့နော်ဤနံပါတ်1ဖြစ်ပါတယ်ဤနံပါတ်1ကတော့ကျွန်တော်8698မှာဒီ8ကို9နဲ့မြောက်တယ်ပေါ့နော်8 9လေ90နဲ့နေဖြစ်ပါတယ်ဒီ9ကိုလည်း9နဲ့မြောက်ထားတာဖြစ်ပါတယ်9 9လေ60နဲ့3 3ပဲရေးမြောက်ပေါ့နော်ဒီကို6နဲ့မြောက်ထားတာပေါ့နော်ကို6လီဒီ90နဲ့လေးလေးပဲရေးပါဖြစ်ပါတယ်ကို9လီ60နဲ့3နောက်ထပ်ဒီ800ခွန်ရပေါင်းတာ ဒီ၃နဲ့ဒီ၄နဲ့ပေါင်းတာလဲ၅ဒီ၆နဲ့၅ပေါင်းတာ၁၁ကိုနောက်မှရှိတဲ့၃နဲ့ထပ်ပေါင်းမှာဖြစ်ပါရခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာ9နဲ့9ပေါင်းရှင်း30ဖြစ်ပါတယ်ပေါ့နော်9နဲ့9ပေါင်း30နောက်ထပ်ဒီ2နဲ့3ပေါင်းရှင်း5ပေါ့နော်9ကိုကျွန်တော်ဒီ6နဲ့ပေါင်းရင်9ပေါ့နော်9နဲ့3ပေါင်းရှင်းက30 3နဲ့3ပေါင်းရှင်းဒီ6ရတဲ့အတွက်ကျွန်တော်6ကို2ပေါင်းမယ်ပေါ့နော်6နဲ့2ပေါင်းရှင်း6 ်69ကို၄နဲ့ပေါင်းရှင်30 63ရမှာ69 6ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီ6ကအပိတ်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီမှာပေါ့နော်၄63ရမှာ69 6ဆိုပြီးဖြစ်ပါတယ်ထပ်ပြီးတော့ဒီနိနေရှိဆိုတာလေးကိုဆက်ကြည့်အောင်ပေါ့နော်ဒီနိနေရှိဖြစ်ပါတယ်။ငါဆိုရင်ကျွန်တော်ဒီတုံညကို9နဲ့မြောက်မယ်ပေါ့နော်ဒီ9ကိုလည်း9နဲ့မြောက်တယ်9ကိုလည်း9နဲ့မြောက်ပြီးတော့ထိတ်ချင်းမှာကျတော့9နဲ့မြောက်မယ်အပိတ်နဲ့ဒီမှာတစ်ချိန်စီ ပြီးရင်ဒီ3မှာတစ်ကြိမ်6မှာတစ်ကြိမ်4နဲ့6နဲ့မှာတစ်ကြိမ်စီကိုတင်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်ကိုးတုံညာလီတုံညာကိုးငါလီ40နဲ့ငါကိုးကိုးလီ80နဲ့တိပေါ့နော်ခွန်6လီ40နဲ့နှစ်ဖြစ်ပါတယ်ဒီ6နဲ့6ပေါင်းတာက7နှစ်ဖြစ်ပါတယ်3နဲ့8ပေါင်းတာ7လေးနဲ့6ပေါင်း30အနောက်ဆုံးမှာရှိတဲ့တင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်တို့ဒီမှာ9နဲ့10ပေါင်း6 6နဲ့2ပေါင်း8 8နဲ့2ပေါင်း30တင်းနဲ့10ပေါင်းတာ2ရာတွေအတွက်ကြောင့်မို့ နှစ်ကိုနှစ်နဲ့ပေါင်းရှင်းဒီလေးပေါ့နော်လေးကိုလေးပေါင်းရှင်းချစ်နှစ်လေးရှင်းမှာ69ရှင်းဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီရှစ်ဒီအပိတ်ဖြစ်ပါတယ်နှစ်လေးရှင်းမှာ69ရှင်းဒီဟာပေါ့နော်နှစ်လေးရှင်းမှာ69ရှင်းဆိုပြီးပြပြထားတာဖြစ်ပါတယ်အဲ့မှာဆိုရင်အပိတ်တော့ရှောက်ပါတယ်ပေါ့နော်โอเคဆက်ပြီးတော့ကျွန်တော်ဒီတစ်ချိန်အတွက်ဆက်ပြီးကြည့်အောင်ပေါ့နော်ဒါဆိုရင် ဒီ3ကို6နဲ့မြောက်မယ်၄ကိုလည်း6နဲ့မြောက်တယ်9ကိုလည်း6နဲ့မြောက်မယ်ထိပ်စီမှာကြတော့9နဲ့မြောက်မယ်ပေါ့နော်ပြီးရင်ဒီထိပ်နဲ့ဒီထိပ်နဲ့မှာတစ်ကြိမ်စီအဲအလေးမှာတစ်ကြိမ်ထိပ်စီမှာတစ်ကြိမ်6နဲ့3ရနဲ့မှာတစ်ကြိမ်စီကိုတင်းနဲ့ထပ်ပေါက်မှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်6ပေါ့နော်6 6 3နဲ့10နဲ့ခွန်ပေါ့နော်6 6 30 6 9 40 45ဒီ6 9 50နဲ့6ပေါ့နော် နောက်ထပ်ဒီရှင်းနဲ့ဒီရှင်းနဲ့ပေါင်းတာလေး16ဒီနည်းနဲ့တက်ပေါင်းတာက3 6နဲ့ဒီတုံညာနဲ့ပေါင်း69နောက်မှရှိတယ်ဒီနဲ့ထပ်ပေါင်းမှဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီ9နဲ့3ပေါင်းရှင်း30ဖြစ်ပါတယ်9နဲ့3ပေါင်းရှင်း30ပေါ့နော်ဒီမှာဆိုရင်6ကဒီ9နဲ့ဒီ3နဲ့ပေါင်းရှင်းဒီ600ရတယ်ပေါ့နော်အဲဆိုရင်ရှောက်ကစုစုပေါင်း3 4 5ရှောင်းကားလီ30ဆိုတဲ့အတွက်

ီကိုခုနဲ့မြောက်တယ်ဗောနော်နီးနံပါတ်1မှာဒီကိုခုနဲ့နဲ့မြောက်တယ်ဗောနော်ပြီးရင်ဒီမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်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 စီဆိုပြီးတော့အနာဆုံးအထိပါတယ်ဗောနော်ဆိုတော့ဒီမှာတော့အနာဆုံးအထိမှာပါတော့ဘူးဗောနော်ဒီမှာတော့ကျွန်တော်ချစ်တယ်ဖြစ်သွားတယ်အဲဆိုရင်ကို6လေး90နဲ့နေဗောနော်ကို9လေး60နဲ့3ကို6လေး50နဲ့4ရှိကိုလီ90နဲ့နှစ်ပေါ့နော်ဒီရှိကတစ်ကြိမ်9ကြိမ်ပေါ့နော်14ပေါ့နော် ဒီနေ့နဲ့ဒီတင်နဲ့ပေါင်းရှင်း3ဆိုပြီးဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ဒီမှာနေ့နဲ့10ပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့နဲ့3ပေါင်းရှင်း5ပေါ့နော်။5နဲ့ဒီ6နဲ့ပေါင်း6 6နဲ့6ပေါင်းရှင်း73 3နဲ့3ပေါင်းရှင်း6ဆိုတဲ့အတွက်6 8 9နေ့ပေါ့နော်။အဲဒီမှာဆိုရင်6 9 6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ6ဒီအပိတ်ဖြစ်ပါတယ်။ဒီမှာနော်6839နဲ့မှာ6960ပြီးတော့နေလေး6700ဆိုတာလေးဆက်ကြည့်အောင်လားခင်ဗျာ ဒီ၃ညကိုကိုးနေမြောက်မယ်ငါးကိုကိုးနေမြောက်တယ်ကိုးကိုကိုးနေမြောက်မယ်ထိတ်စီမှာချင်းနေမြောက်တယ်ဘောနောအပိန်နဲ့ဒီမှာနှစ်ကြိမ်ပြင်ဒီမှာတစ်ကြိမ်နှစ်ကြိမ်အပေါင်းတည်ဆွေးဖြစ်ပါတယ်ကိုး၃ညလီ၃ညကိုး၅လီက45ဖြစ်ပါတယ်ကိုး၉လီ80နဲ့1ရှင်း၆လီ48တိမ်၆က၃ကြိမ်ဆိုတဲ့အတွက်18ဒီတက်ကတစ်ကြိမ်ကိုးနှစ်ကြိမ်18ကိုနောက်မှရှိတဲ့တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ။ဒါဆိုရင်ကျွန်တော်ဒီမှာ၈၉၃၀ပေါ့နော်။၈နှစ်ကြိမ်၁၆၆နှစ်တပေါင်း၇၅ပေါင်း၁၂ဆိုတဲ့အတွက်နေ၄၆၈ဆိုရင်၈၉၈ဆိုပြီးဖြစ်ပါတယ်။အားကြောင့်မို့ဒီ၈ကအပိတ်ပေါ့နော်။နေ၄၆၈မှာ၈၉၈ဒီဟာလေးဖြစ်ပါတယ်။အဲဒီဒီတစ်ပတ်မှာဒီမိကိုဆန်သေးလာကြည့်မယ်ပါနော်ဆိုတော့ဒီ3ကို6နဲ့မြောက်ပါတယ်၄ကိုလည်း6နဲ့မြောက်တယ်၅ကိုလည်း6နဲ့မြောက်တယ်ဒီထိပ်စီမှာကျတော့8နဲ့မြောက်ပြီးတော့ ဒီအပိတ်မှာတစ်ကြိမ်ဒီရှစ်မှာနှစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်အပေါင်းတည်ဆွေးပြီးဖြစ်ပါတယ်ခင်ဗျာအစွန်းကို3ကြိမ်ပေါင်းရှင်း20နဲ့ခွန်ကိုလေးလီ36 95လေးလေး40နဲ့9ရှစ်ရှစ်လေး60နဲ့လေးပေါ့နော်နောက်ထပ်ဒီမှာရှစ်က3ကြိမ်ဖြစ်ပါတယ်ဒီမှာနှစ်ကြိမ်ဒီမှာတစ်ကြိမ်ဆိုတော့ရှစ်3ကြိမ်ပေါင်းရှင်း20နဲ့လေးပေါ့နော်ဒီမှာရှစ်ကတစ်ကြိမ်ဖြစ်ပါတယ်နောက်ထပ်တင်းတစ်ကြိမ်ပေါင်းတာနှစ်ကိုနောက်မှာရှိတဲ့တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်ကျွန်တော်ဒီမှာဒီ6နဲ့ဒီ4နဲ့ပေါင်းရှင်း30ပေါ့နော်8နဲ့2ပေါင်းရင်30 4နဲ့3ပေါင်းက9နဲ့ပေါင်းရင်30ဒီမှာ9သလုံးကြမ်းမယ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့ခွန်9 3 3ဆိုပြီးဖြစ်ပါတယ်4ကို2ပေါင်း6 6ကို2ပေါင်း8လေးကိုနေပေါင်း6 6ကိုနေပေါင်း7ပေါ့နော်ဆိုတော့ခွန်ကိုနေပေါင်း9ကိုနေပေါင်း7 7ကိုနေပေါင်း3ခွန်ကို3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာခွန်ကို 3ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်3ည6ရက်9 3ရက်ဆိုပြီးဖြစ်ပါတယ်။ကျွန်တော်ဒီလဲပဲ့နေရာမှာခုနှစ်တလုံးရှိတယ်ပေါ့နော်။ခုနှစ်တလုံးရှိတယ်။ဒီမှာ3ည6ပေါ့နော်။3ည6ကရှိမှလည်းရှိတယ်ခင်ဗျာ။ Okay ဒါဒီအလေသုံးမဟုတ်အပိတ်ပေါ့နော်။66နှစ်ကနေနံပါတ်20ပေါ့နော်။နံပါတ်23ကနေစာပြထားတယ်ပင်ချေပေါ့နော်။ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်နေပါတယ်။

โอเคပြီးခဲ့တဲ့ဘက်မှာသူက935ဖြစ်ပါတယ်ဘောနော်935မှာ698ဒီမှာတော့2လေး8ဘောနော်2လေး8ဖြစ်ပါတယ်ဒီမှာတော့935ဒီတစ်ပတ်မှာဒီက683ညဒီမှာ3ည26ပေါ့နော်683ည3ည26ဆိုတော့3ညပုံပြီးတူနေတာတွေ့ရတယ်ပေါ့နော်683ညဆိုတော့ဒီမှာအာ3ည26ဆိုတော့3ညပုံပြီးတာရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ ်3ညနှစ်လျှောက်ရဲ့ခွန်ကူတီ3ရဲ့အလေးပိတ်နေရာဖြစ်မယ်ပေါ့နော်။ Okay ဒါကကျွန်တော်မိုက်ဆင်များလေးလာလို့ရအောင်ပြန်လည်းမျှဝေရှင်းတာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိုက်ဆင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။